မင်္ဂလာပါဒီနေ့မနေ့မှလည်းဖျားတခင်ရဲ့နောက်ပတ်တော့ကျွန်တော်တို့အတူတူကလည်းစင်ချင်းဝါယူဝါမှာဖြစ်ပါတယ်ဝေါကျန်းခန်းကြီး39အငယ်နှစ်ဘာရဖျားဒီရောတပ်ပန်း၌ရှိတော်မူသည်ဖြစ်တူဒီအကြံထမြောက်တတ်၏အဲဂရုမျိုးတာမိမိတခင်အိမ်၌နေရလိမ့်၏နောက်ပတ်တော်မှာမပြောလဲဆိုတော့သာဝရဖျားဒီရောတပ်ပန်း၌ရှိတော်မူသည်ဖြစ်လို့ပြော ရတခင်ကယောသန်နဲ့တူရှိရင်ပြောတယ်။အဲ့ဒီအချိန်မှာယောတက်ကအချိန်ကြီးကောင်းနေတဲ့အချိန်ပေါ့ပေါ့။သူ့အနေနဲ့ကျွံဘဝကိုရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ကျွံဘဝဆိုတာမိမိရဲ့တခင်ခိုင်းတာလို့ရတယ်။တခင်ကတခွန်းဆိုတခွန်းပါပဲ။သူ့အနေနဲ့ဘာမှပြောပိုင်မှုမရှိတဲ့အချိန်ကြီးဖြစ်ပါတယ်။ဘာကြောင့်မို့ယောတက်ကကျွံဘဝကိုရောက်ရတာလဲဆိုတော့သူ့အကိုရရဲ့မုံတီချင်းကြောင့်ဖြစ်ပါတယ်။ဘာကြောင့်သူ့အကိုရကသူ့ကိုမုံတီတာလဲဆိုတော့ယောတက်ရဲ့အဖေဖြစ်တဲ့ယာကုပ်က ရော့တက်ကိုသူ့ရဲ့ညီကိုထက်တာပြီးချစ်တော်ချောင်ဖြစ်ပါတယ်အဖေရဲ့မျက်နှာတာပေးခြင်းကိုခံရတဲ့ချိန်မှာသူ့ရဲ့ညီကိုရာသူ့ကိုမုံတီးတယ်အဲ့ဒီမုံတီးခြင်းကြောင့်ပဲသူ့ရဲ့ညီကိုတွေကရော့တက်ကိုအဲဂရုပီကိုကျုံဖြစ်ရောင်းစားလိုက်တယ်ဒါမှမဟုတ်ဖျားတခင်ကသူနဲ့အတူရှိရလို့ခေါ်ပြထားတယ်သူ့အနေနဲ့ကျုံဘဝကိုရောက်သွားတော့လေဖျားတခင်ကသူနဲ့အတူရှိကျုံဘဝမှာလည်းဖျားရဲ့မျက်နှာတာပေးခြင်းကိုခံရတယ်ရော့တက်ကသူ့အနေနဲ့ body part ဆိုတဲ့ အမတ်တယောက်ရဲ့အိမ်မှာကျွန်ဖြေးရောင်စားခံရတယ်။အငငယ်တုံးမှာပြောလဲဆိုတော့တူပတ်နိုင်သာရဖျားဒီရှိတော်မူ၍သူပြုတ်လေရာ၌အောင်စီတော်မူကြောင်းကိုတခင်လဲတိမိ။ထို့ကြောင့်ရောတက်ဒီတခင်ရှင်၌မျက်နာရ၍ခစားလဲနေရ၏။တခင်ဒီလဲမိမိအိမ်တွင်အိမ်အုပ်အရာနှင့်ခံထား၍အုပ်စာရှိသည်များတို့ကိုအပ်လေ၏။ရောတက်က တခင်ရဲ့ရှေ့မှာမျက်နှာသာရလို့ပြောတယ်။တခင်ရဲ့မျက်နှာသာပေးခြင်းကိုခံရတယ်။သူ့တွင်နဲ့ကြုံဖြစ်ရောင်စားခံရတော်မျိုးလဲ။ဒါပေမဲ့သူ့ရဲ့ဘဝပြောင်းလဲသွားတယ်။အိမ်အိုးအရာဖြင့်ခံထားခြင်းကိုခံရတယ်ဆိုပြီးတော့တွေးရတယ်။ဘုရားတခင်ရဲ့မျက်နှာသာပေးခြင်းကဘယ်တမှာကောင်းမြတ်တယ်ဆိုပြီးတော့တွေးရတယ်။လောတက်နေနဲ့ကြုံဖြစ်ရောင်စားခံခဲ့ရတယ်။သူ့ကိုယ်ရဲ့မုံတီးခြင်းကိုခံခဲ့ရတယ်။ဒါပေမဲ့ဘုရားရဲ့မျက်နှာသာပေးခြင်းကြောင့်သူ့တွင်နဲ့အိမ်အိုးအရာကိုရရှိခဲ့တယ်။ သူရဲ့တခင်ရှိမှမျက်နှာသာရပြီးတော့အိအိုရာကိုခန့်အပ်ချင်းခံခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပေါ်တီဖာရဲ့ဇနီးယာရောတက်ကိုတွေးဆောင်နေဆိုတဲ့အရာကိုတွေးရတယ်။စုံစမ်းခြင်းဆိုတဲ့အရာကိုသူ့အနေနဲ့ကြုံတွေ့ခဲ့ရတယ်။တကယ်တော့ပေါ်တီဖာရဲ့ဇနီးယာရောတက်ကိုဒီမှာတွေးဆောင်ခဲ့တယ်။ဒါပေမဲ့ရောတက်ကအဲ့ဒီတွေးဆောင်ခြင်းနဲ့ကနေကြော်ဖြတ်ခဲ့တယ်။အဲ့ဒီတွေးဆောင်ခြင်းတူဖတ်ပြီးခဲ့တဲ့ဆိုတဲ့အရာကိုဒီမှာချမ်းသာမှာဖော်ပြထားတယ်။ ဒါပေမဲ့လေ Spotify ဇနီးကတော့ notebook ကိုကြောက်ချလိုက်ပါတယ် notebook ဟာသူ့ဘောမကောင်းကြံနေဆိုမှ Spotify ပြောလိုက်တဲ့ချိန်မှာ notebook နေနဲ့ထောင်ချခြင်းကိုခံခဲ့ရတယ်တော့စုံစမ်းခြင်းဆိုတဲ့ညာကတော့စစ်ဆေးခြင်းလို့ကျွန်တော်နေနဲ့ပြောလို့ရပါတယ်စုံစမ်းခြင်းဆိုတဲ့ညာကကျွန်တော်ရဲ့အတ္တတာစစ်ဆေးခြင်းဖြစ်ဘုရားခင်ရဲ့စစ်ဆေးခြင်းတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့ notebook ကတော့ထောင်ထဲရောက်သွားတော်များလဲဘုရားခင်ရဲ့မျက်နှာပြခြင်းကသူခံစားနေရဲ့အရာတွေအတွက်တာဟိကြီးမားလို့နေစေရအောင်တွေ့ရတယ် အငယ်27မှာပါပြောလို့ဆိုတို့တော်လဲသာရဖျားဒီတူပန်နိုင်ရှိ၍ကေမတနာတော်မူသည်ဖြင့်ထောင်မူထံမျက်နှာရလေထောင်မူထံမှာလဲရောတက်ကမျက်နှာရလေဆိုရရောဓမ္မချမ်းသာမှာဖွက်တာဖျားရဲ့အတူရှိခြင်းကဒီနေ့ကျွန်တော်တို့ကိုမျက်နှာရချင်ပါပေးရဖြစ်တယ်ဖျားရဲ့မျက်နှာပြခြင်းကဒီနေ့ကျွန်တော်တို့ရဲ့အခြေအနေနဲ့မဆိုင်ဘူးရောတက်အနေနဲ့ထောင်မူမျက်နှာပြခြင်းကိုခံရတယ်ဖျားရဲ့မျက်နှာပြခြင်းကိုခံရတဲ့လူတိုင်းကို လူတွေကမနစ်သက်ကြဘူးလူတွေကမနာလိုကြတယ်မုန်းတီးကြတယ်ဒီတင်းရဲ့တက်တာထဲမှာလည်းဘုရားရဲ့မျက်နှာသာပေးခြင်းခံရတဲ့အချိန်မှာဒီနေ့တိုက်ခိုက်မှုတွေစုံစမ်းမှုတွေတွေးဆမှုတွေအများကြီးရှိလာမှာဖြစ်ပါတယ်ဒါမှလည်းမစိုးရိမ်ပါနဲ့ရောတက်ကြလို့သာဝရဘုရားတင်းနဲ့အတူရှိတယ်ဆိုရင်ဒီနေ့ဒီရအားလုံးကိုတင်းကြော်တော့နိုင်မှာဖြစ်ပြီးတော့ဘုရားရဲ့တိုက်ချင်းောက်ချင်းဘုရားရဲ့တိုင်းမျက်နှာပေးခြင်းကတင်းတက်တာထဲမှာတွေးကြုံခံစားရမှာဖြစ်ပါတယ် အဆုံးမှကြည့်လိုက်မယ်ဆိုရင်ယောတက်ကတော့ဘုရားခင်ကဘလောက်တော်မျက်နာပြီလဲဆိုတော့အဲဂရုပီရဲ့နန်းအုပ်အရာထိပါဘုရားခင်ကသူ့ကိုချီးမြှောက်လိုက်တယ်။ဘယင်ပြီးရင်ယောတက်ဖြစ်သွားတယ်။ယောဒန်နဲ့ဘာမှမတိပါဘူးဘာမှလည်းမတက်ပါဘူး။ဒါပေမဲ့ဘုရားခင်မျက်နာပြီချင်းကတော့အဲဂရုပီရဲ့နန်းအုပ်အရာထိပါဘုရားခင်ကယောတက်ကိုချီးမြှောက်လိုက်တယ်။ဒီနေ့တင်းနေကျွန်တော်ရဲ့အသက်တာထဲမှာယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကဘုရားခင်ရှိမှမျက်နာရတော်မူမှာဖြစ်ပါ ဒီနေ့ကျွန်တော်တို့အနေနဲ့ယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကခမည်းတော်ဖခင်ရဲ့မျက်နှာပြည့်စုံခံရဖြစ်ယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကပြည့်လွန်ခြင်းကိုရတာဖြစ်တယ်ယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကယေရှုတရားဆိုရဲခမည်းတော်ဖခင်ရဲ့ချစ်ခြင်းမေတ္တာကိုခံစားရတာဖြစ်တယ်ယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကခွင့်လွှတ်ခြင်းကိုခံစားရတဲ့သူဖြစ်တယ်ဒါမို့ဒီနေ့ဖျားတခင်ပေးထားတဲ့မြင့်တတာကိုဒီနေ့ကျွန်တော်တို့ကဖျားရဲ့ဘုံတော်အတွက်ဒါပဲထင်ရှားစေဖို့ဖြစ်ပါတယ်။ယောသန်နေနဲ့အခက်အခဲများကြီးကိုသူကြုံပြခဲ့ပါတယ်။သူ့ရဲ့အခြေအနေကကြီးလိုက်မယ်ဆိုတော့ အင်မတန်မှရှိုးရွားတယ်အချိန်တိုင်းမှာသူ့အတွက်မကောင်းတာတွေပဲဖြစ်လာသူ့အနေနဲ့ညီကူမမတွေမုန်းချင်ကျွန်ဖြစ်ရောင်စားခြင်းကိုလည်းခံရတယ်နောက်ဆုံးမတရားဆွဆဲခြင်းခံရပြီးတော့ထောင်ထဲထိလူရောက်ရှိခဲ့တယ်ဒါပေမဲ့လည်းဖရာရဲ့မျက်နှာပေးမှုဖရာရဲ့ကောင်းမျက်ခြင်းဖရာရဲ့တစ္ဆာရှိခြင်းကသူ့ဘောမှာကောင်းကြီးမင်္ဂလာဖြစ်စီခဲ့တယ်သူ့တတတယ်မှာဖရာခင်ဒါကြီးချီးမြှောက်ခဲ့ဆိုရအောင်တွေ့ရတယ်ရောတဲ့အနေနဲ့အဆအုံးမှာအင်မတန်မှအေးငယ်ပါတယ် ဒါပေမဲ့အဆုံးမှာအင်မတန်မှကြီးပွားသွားတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာဘုရားတခင်နဲ့အတူရှိခြင်းကဒီနေ့ကျွန်တော်တို့ကိုငြိမ်သက်ခြင်းကိုပေးစေတာဖြစ်တယ်။ဒီကြောခက်ခဲတဲ့အခြေအနေတွေအများကြီးတွေမှာကြာရှုံးမှုတွေရှိကောင်းရှိမယ်။ကျွန်တော်တို့ဖြတ်ကျော်ခဲ့တဲ့အရာတွေရှိကောင်းရှိမယ်။ဒါပေမဲ့အဲ့ဒီအရာအလုံးကိုခွန်အားပေးပြီးတော့ကျွန်တော်တို့ကိုလမ်းပြတဲ့သူကတော့ယေရှုခရစ်တော်ဘုရားပဲဖြစ်ပါတယ်။ရောသက်နေတဲ့သူ့ရဲ့ခွန်အားကြောင့်မဟုတ်ပါဘူး။သူ့ရဲ့အစွမ်းစားကြောင့်လည်းမဟုတ်ပါဘူး။သူ့ကိုလမ်းပြပေးတဲ့သာဝရဘုရားကြောင့်ပဲဖြစ်ပါ သူ့ကိုခွန်အားနဲ့ပြည့်စုံစေတဲ့ဘုရားသခင်ကြောင့်ဖြစ်ပါတယ်။အဲကြောင့်ရှင်ဘောလူကဗာပြောလဲဆိုတော့ငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အပြင်ခတ်သိမ်းတော်မူသောငါသက်ဆွမ်းနိုင်တယ်လို့ဆိုရတယ်။ဒီနေ့ကျွန်တော်တို့အနေနဲ့ခတ်ခဲတဲ့ခြေနေတိုင်းကိုကျွန်တော်တို့ကြော်လာခဲ့ပြီ။ကောင်းတဲ့ခြေနေပဲဖြစ်ဖြစ်ဆိုးတဲ့ခြေနေပဲဖြစ်ကျွန်တော်တို့အနေနဲ့ဖြတ်တန်းခဲ့ပြီ။ဒီနေ့ကကျွန်တော်တို့တတ်နိုင်ခြင်းကြောင့်မဟုတ်ဒီနေ့ကျွန်တော်တို့တော်ချင်းကြောင်းမဟုတ်ဘူး။ဒီနေ့ကျွန်တော်တို့ရဲ့ခွန်အားကြောင့်လည်းမဟုတ်ဘူး။ကျွန်တော်တို့ကိုခွန်အားနဲ့ပြည့်စုံစေတဲ့ယေရှုခရစ်တော်ဖခင်ကြောင့်သာဖြစ်ပါတယ်။ ဒါမှမဟုတ်ဒီနေ့သင်တဲ့ကျွန်တော်ကဘုရားရှိမှာမျက်နှာရတော့ဖြစ်ပါတယ်။ဘုသူ့အားဖြင့်လဲဆိုတော့ယေရှုခရစ်တော်အားဖြင့်ဖြစ်ပါတယ်။ဘယ်နေရာပဲရောက်ရောက်ဘုရားကိုပထမနေရာမှာထားမှာ။ဘုရားကိုပထမနေရာမှာထားတဲ့သူကတော့ဘုရားသခင်ကဘာပြောလဲဆိုတော့အမင်းမဖြစ်စေပဲခေါင်းဖြစ်စေမယ်ဆိုတဲ့အတိုင်းပဲ။ရောတက်ကိုဘုရားသခင်ကခေါင်းဖြစ်ရတော့အခွင့်ပေးခဲ့တယ်။သင်တဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလေရောတက်ကေတို့ကျွန်တော်အသက်တာထဲမှာစုံလန်းခြင်းနေရှိလာပါလိမ့်မယ်။ဒါပေမဲ့လည်းမစိုးရိမ်ပါနဲ့။သာဝရဘုရားဒီ ယောဒန်နဲ့အတူရှိတော်မူကြလို့သင်နဲ့ကျွန်တော်နဲ့အတူရှိတဲ့ဘုရားဖြစ်ပါတယ်။ဒါမို့အဲ့ဒီဘုရားရဲ့မျက်နှာပေးမှုအဲ့ဒီဘုရားရဲ့အတူရှိခြင်းကနဲ့ကျွန်တော်ရဲ့တသားထဲမှာကောင်းချီးမင်္ဂလာကိုဖြစ်စေတာဖြစ်ပါတယ်။ဒါကြောင့်မချစ်တော်ညီကိုမတော်မရောက်ချင်ဆိုင်။ဘုရားခင်ကယောဒတ်ကိုမျက်နှာပေးခဲ့ပါတယ်။ယောဒတ်ကလည်းဘုရားခင်ရဲ့ချီးမြှောက်ခြင်းမျက်နှာပေးခြင်းကိုဘုရားခင်ရဲ့ဘုန်းတော်အတွက်အသက်ရှင်ခဲ့ပါတယ်။ဒီနေ့သင်နဲ့ကျွန်တော်ရဲ့တသားထဲမှာလည်းဘုရားခင်ရဲ့ကောင်းချီးမင်္ဂလာချီးမြှောက်ခြင်း မျက်နှာသာပေးခြင်းအရာအားလုံးဟာဘုရားတခင်ရဲ့ဘုန်းတော်အသက်ရှင်ဖို့ရန်ဝင်ငါလိုတာဖြစ်ပါတယ်။ဈာနာတူရောက်ချီနိုင်ဖျားရှင်သားရေကောင်းချီးပေးပါစေ။